ဒီနိခေရဲ့အရေးကြီးဆုံးကျွမ်းကျင်မှုတစ်ခုအကြောင်းကျွန်တော်ပြပြရမယ်။ပြီးသွားလို့ရှိရင်ဒီတစ်ခုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အပိုင်းအောင်ကျွန်တော်ဆွေးနွေးရမှာဖြစ်ပါတယ်။အဲတော့မစ်ဆူရဲ့ဘဝရဲ့အောင်မြင်မှုကိုအဆုံးဖြတ်ပြီးတဲ့အရာ၃ခုရှိတယ်လို့ကျွန်တော်မြင်ပါတယ်။အဲ့ဒီ၃ခုကမိသားစုနောက်ခံ family background ပြီးလို့ရှိရင်ကိုယ်ရဲ့နိုင်ငံပြီးလို့ရှိရင်ကိုယ်ဒီ၃ခုရှိမယ်။အဲတော့မိသားစုနောက်ခံဆိုတဲ့နေရာမှာမစ်ဆူစဉ်းစားကြည့်ကြည့်ပါပြောင်းလို့မရအောင်ကျွန်တော်မိသားစုနောက်ခံအောင် ကျွန်တော်တို့ရဲ့အဖေမျိုးပြောင်းလို့မရအောင်ကျွန်တော်တို့ DNA မွေးကလေးကရရှိခဲ့တဲ့ဒီမိသားစုနောက်ခံကြီးကိုကျွန်တော်တို့ပြောင်းလို့မရအောင်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကတော့နည်းနည်းပြောင်းလို့ရအောင်ရမယ်နိုင်ငံနဲ့နေတဲ့နေရာကျွန်တော်ပြောင်းလို့ရအောင်ရမယ်ဒါပေမဲ့ကျွန်တော်တို့နဲ့တက်လုံးရှိနေမယ့်အရာကတော့ကိုပဲကိုကိုကိုကတော့လုံးဝပြောင်းလို့မရအောင်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှင်ဥပမာလေးတစ်ခုကျွန်တော်ပြပြမယ်ဥပမာ Elon Musk ဆိုပါတော့သူအနေနဲ့ South Africa မှာမွေးရဲ့ ဒါမှသူ့ရဲ့မိသားစုနောက်ခံကြည့်လိုက်သူ့အနေနဲ့အဖြူသူ့ရဲ့အဖိုးကလည်း American ပြီးလို့ရှိရင်သူ့မှာ Canadian ဖြစ်နိုင်တဲ့ဒါသူ့ရဲ့ family နောက်ခံမှာဆို angles ရှိရပြီးတော့သူ့အနေနဲ့ဘယ်မှာအလုပ်လုပ်လို့နိုင်ငံကကျွန်တော်ကနေဒါတွေပြီးတော့ America ပြောင်းသွားတယ်ပြီးလို့ရှိရင်တကူတူတူတောင်းလို့တယ်အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အောင်မြင်နိုင်စွမ်းကိုဒီမိသားစုနောက်ခံရလဲကျွန်တော်တက်ရောက်မှုရှိတယ်။ဥပမာဆိုဘယ်ဂိတ်တို့ကျွန်တော်ကြည့်ကြည့်လိုက်သူအနေနဲ့ တကယ်ငငယ်လေးကလေးကသူများတွေကအသုံးကွန်ပျူတာတွေမသုံးတတ်ခင်မှာသူ့ရဲ့ private school ကနေကွန်ပျူတာသုံးခွင့်ရှိရဲ့တကယ်ကို upper middle class ကနေကြီးလာအမျိုးသူ့အမေဆိုလို့ရှိရင်လည်း IBM မှာဟလာတကယ်ထိတ်တန့်လူတွေနဲ့ relationship ကောင်းတာမျိုးရှိခဲ့ဟလာဥပဒေဥပဒေ law firm မှာလုပ်လို့တော့အဲ့တော့ဒီဟာတွေကြီးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့မိသားစုနောက်ခံကလည်းအရေးကြီးရယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့မွေးခဲ့တဲ့ပြီးလို့ရှိရင်ကိုယ့်အခု အလုံးလုံးနေတဲ့ကိုအနေနဲ့ရှိနေတဲ့ဒီနိုင်ငံကလည်းကိုတော့အရေးကြီးရဲ့ပြီးရင်ကိုကလည်းအဲအရေးကြီးရဲ့ဥပမာအဖြစ်ကျွန်တော်တို့မီတာစုနောက်ခံဘာကြောင့်အရေးကြီးလဲလို့ပြောလို့ရှိရင်ကျွန်တော်မှာတငယ်ချင်းတယောက်ရှိရယ်အခန်းလို့ခေါ်တာပေါ့နော်မာယုံခန်းလို့ခေါ်တယ်ကျွန်တော်တို့တရုတ်ကျောင်းမှာဆိုအတူတူပဲအရန်တော်တယ် intelligent အရန်ဖြစ်တယ်ဒါပေမဲ့သူ6တန်းပြီးွားချင်းကြတော့သူသူအမျိုးနဲ့နေရယ်အတော်ရီကနေပြီးတော့မှကျောင်းမတက်နဲ့တော့သူအလုပ်လာလို့ဆိုပြီးမှ ကြောင်းထွက်လိုက်တယ်။သူတိူကြောင်းနည်းနည်းတက်တယ်။ပြီးတော့မြန်မာကြောင်းလုံးဝမတက်တော့ဘူး။အဲ့တော့သူတွေနဲ့စီးပွားရေးမှာတခုအောင်မြင်ပေမဲ့သူအနေနဲ့အရန်တော်တဲ့ဒီပညာရေးပိုင်းမှာဆိုရင်သူဆက်တက်ခွင့်မရှိဘူး။အဲ့တော့ကျွန်တော်တို့ကြတော့ဒီကိုတန်းဆယ်တန်းကြတော့အဆောင်ဗမောမျိုးရတယ်အဆောင်ရောက်လာတယ်။အဲ့တော့မီတာသူနောက်ခံကဘာဖြစ်စီလဲဆိုရင်ကျွန်တော်တို့ဘောမှာတက်ရောက်မှုရှိတယ်။အဲ့တော့ နောက်တစ်ခုကကျတော့နိုင်ငံနိုင်ငံဆိုလို့ရှိရင်ဒီနေ့ခေတ်ကဘာလို့လို့ရလဲဆိုပေါ်တူဂီရောဘာရောမှာဆိုလို့ရှိရင်ဒါအင်ချမ်မီတွေဝယ်ရတယ်ဆိုလို့ရှိရင်လေတူတူနိုင်ငံသားဖြစ်ဖို့ဟိုလုပ်လို့ရရရှိတယ်ပြီးလို့ရှိရင် CBN လို့ခေါ်တဲ့ Citizenship by Investment ဆိုတဲ့ program တွေက Caribbean နိုင်ငံ Caribbean ကျွန်းနိုင်ငံတွေမှာဆိုလို့ရှိရင်လေဒေါ်လာတသိန်းတသိန်းခွဲလောက်ပေးလိုက်ပြီးဆိုလို့ရှိရင်ဒါ3လ4လအတွင်းကို Citizenship ရတာမျိုးရှိတယ်ပြီးတော့လို့ရှိရင် တဲ့ထိုင်ဝမ်တို့ဘာလို့လူမျိုးမှဆိုလို့ရှိရင်လည်းအခုဆိုရင် ARC တို့ဘာလို့ဒါအခုနိုင်ငံကြီးအပြောင်းအလဲဖြစ်တဲ့နေရာမှာဆိုလို့ရှိရင်တချို့တရုတ်စကားပြောတတ်တဲ့မိသားစုတချို့ဆိုလို့ရှိရင်ကလေးတွေနဲ့ရွှေ့ဝါးအမျိုးကျွန်တော်ရှိတယ်။အဲ့တော့ event မှာဒီ company တခုလုပ်တယ်ဒါဒေါ်လာ3000လောက်ဘန်နဲ့ထည့်ထားတယ်ထည့်ထားတယ်ဆိုလို့ရှိရင်သူအနေနဲ့နေထိုင်ခွင့်သူရပါဘောနော် လောင်းတန်းနေလို့ရမယ်တရားမတဆင် PR ပြောင်းတရားမတဆင်နိုင်ငံသားပြောင်းဒါမျိုးတွေလည်းကျွန်တော်တို့ရှိတယ်အဲ့တော့ဟိုပြီးမလေးရှားတို့ဘာလို့မှာဆိုလို့ရှိရင်မလေးရှား second home program ဆိုတာမျိုးရှိမယ်အဲ့တော့ဒီဥစားဆိုရင်သူရဲ့ special economy zone တို့ဘာလို့မှာကွန်ဒိုဝယ်လိုက်လို့ရှိရင်နေ့20လောက်နေလို့ရတာမျိုးတို့ဒါတွေရှိရပါတော့ဒါကတော့ဒါကတော့နေတဲ့နေရာပြီးလို့ရှိရင်ကိုယ့်ရဲ့ PR ကိုယ့်ရဲ့နိုင်ငံသားကလည်းပြောင်းလို့ရတဲ့အနေအထားရှိတယ်ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကျွန်တော်တို့နေပဲ100% need the to are တက်ဆိုင်တာလीကို ကိုပဲတက်ဆိုင်တာအဲ့တော့ကျွန်တော်တို့စပြီးပြောင်းလဲလုပ်တော့မယ်ဆိုရင်အကောင်းဆုံးကတော့ကိုကိုကိုစပြီးပြောင်းလဲလုပ်တာဒီအကောင်းဆုံးပဲအဲ့တော့ဒီအကြောင်းလေးကျွန်တော်တို့ဟိုပြောကြမယ်ပေါ့နော်အဲ့တော့ဘီကျွန်တော်တို့ကြောင်းမှာဆိုလို့ရှိရင်ဘာသာရက်6ဘာသာရှိတယ်လို့ပဲကျွန်တော်တို့ဘဝမှာလည်းအစိတ်ပိုင်း6ခုကျွန်တော်ခွဲကြည့်လိုက်မယ် matrix 6ခုကျွန်တော်ခွဲလိုက်မယ်အဲ့ဒီ6ခုဒီခုနကတည်းကလည်းကျွန်တော်ပြောရတယ်ပေါ့နော်ဒီခေါင်းစဉ်အစမှာ ဒီနေ့ခေတ်အတွက်အရေးအကြီးဆုံးကျွမ်းကျင်မှုကဘာလဲဆိုတော့ကျွန်တော်ပြောရင် metric တွေကိုကျွန်တော်ကြည့်မယ်ဆိုရင်ကျန်းမာကျန်းခံရေးကျန်းမာကျန်းခံရေးမှာဆိုရင် health and fitness ကျွန်တော်တို့မှာကျန်းမာရေးမရှိဘူးကျန်းခံမှုမရှိဘူးဆိုရင်စဉ်းစားကြည့်လိုက်ကျွန်တော်တို့ရဲ့ရှာရတဲ့ငွေတွေအလကားပဲဘာလို့လဲဆိုရင်ပတ်စံတော့အရန်ရှိတယ်စားကျင်တာစားလို့မရဘူးလှုပ်ချင်တာလှုပ်လို့မရဘူးတွားကျင်တာတွားလို့မရဘူးဒါဆိုရင်ကျွန်တော်တို့ truck ကတကယ် limitation အများကြီးရှိနေနိုင်တယ်ဒီတော့ကျွန်တော်ကျန်းမာကျန်းခံရေးမှာဆိုရင်တကယ်ကို အရန်ဝနေရမျိုးလည်းမဟုတ်ဘူးအဲ့လို့ရှိရင်လည်းအိမ်မပြောတာမျိုးမဟုတ်ဘူးဘာလို့လဲဆိုရင်တချို့တွေအတွက်ဆိုရင်ကျွန်တော်အတွက်ဆိုလည်းအရင်မှရှိခဲ့အရန်ဝရင်ပြီးလို့ရှိရင်ညအဲ့လို့ရှိရင်လည်းကောင်းကောင်းအိမ်လို့မရဘူးအမြဲတမ်းမောနေတယ်ဒါတွေကကျွန်တော်ကျမ်းမာကြံခိုင်ပြတ်တလားတကယ်လို့ကွာကျမ်းမာကြံခိုင်ကောင်းနေရဆိုဘောကနေထိုင်ရတယ်ကောင်းတယ်တကယ်လို့ကျွန်တော်ရဲ့ဒီ report card မှာပြန်ကြည့်ကြည့်တိကနေ30ထိဆိုရင်တိကနေ30ထိဆိုကိုဘလောက် ရှိနေမလဲကိုယ့်ရဲ့ကျမ်းမာချမ်းခံရေးတဆယ်ဆိုအကောင်းဆုံးတိတ်ကအနည်းဆုံးအလားတူပဲကျွန်တော်အလုပ်စီးပွားမှာဆိုလို့ရှိရင် occupation ကိုလုပ်နေတဲ့အလုပ်ပြီးလို့ရှိရင်တကယ်လို့ကိုကစီးပွားရေးလုပ်ငန်းရှင်ဆိုရင်ကိုယ့်ရဲ့ business အလုပ်စီးပွားမှာဆိုလို့ရှိရင်ရောကိုကဘယ်လိုမျိုးရှိနေလဲဘာကြောင့်မလို့လဲဆိုရင်ဒီနေ့ကျွန်တော်ပြပြခြင်းနဲ့အကြောင်းအရာဒီနေ့ခေတ်ရဲ့အရေးအကြီးဆုံးအရေးအကြီးဆုံးကြွမ်းကျင်မှုဒီကိုပြတနာကိုအပြေရှာနိုင်လို့ဘာလို့လဲဆိုလို့ရှိရင်ဘယ်သူမှကိုယ့်ရဲ့ပြတနာကိုလာပြီးအပြေရှာပေးမှာမဟုတ် ဥပမာဆိုရင်တိုးတက်တဲ့နိုင်ငံတွေမှာတော့သူ့ရဲ့ business needs တွေအပြေရှားပေးလိမ့်မယ် social democracy နိုင်ငံတွေမှာဆိုလို့ရှိရင်ဟုတ်လားဒါပေမဲ့တချို့တကယ် social democracy မဟုတ်ဘဲနဲ့ democracy ပဲဒါပေမဲ့ capitalist society ဆိုလို့ရှိရင်တော့မှကိုယ့်ရဲ့ပြဿနာအပြေရှားပေးခြင်းမို့မလွယ်ဘူးဘာလို့လဲဆိုလို့ရှိရင်သူကနိုင်ငံတွေရဲ့နိုင်ငံရေးစနစ်တရားလည်းမျိုးမျိုးရှိတာ။ဥပမာဆို Norway တို့ Scandinavian နိုင်ငံတွေဆိုရင်တော် social democracy တွားတယ်။ Canada တို့ဆိုရင်ဒါပေမဲ့တချို့နိုင်ငံတွေကြောင့် capitalist society အဲ့တော့ အစိုးရဒီကုပြတနာတွေအကုန်လုံးလာပြီးပြတနာအဖြေရှာပေးနိုင်မှာမဟုတ်မိသားစုတွေလားလို့ပဲအဲ့တော့တသက်လုံးကိုယ့်ရဲ့ပြတနာအဖြေရှာရမယ့်လူကကိုပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အတွက်အရေးအကြီးဆုံးကျွမ်းကျင်မှုလို့ပြောပါဆိုရင်ကိုယ့်ပြတနာကိုအဖြေရှာနိုင်စွမ်းဒီဒီနေ့ခေတ်ရဲ့အရေးအကြီးဆုံးကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်အဲ့တော့ကိုကကျမ်းမာကြံခိုင်ပြတနာဖြစ်နေပြီဘာလို့ရမလို့ဆိုရင်ဒီပြတနာကိုပဲဖြေရှားရမယ်အဲ အလားတူပဲကိုယ့်ရဲ့အလုပ်စီးပွားပြဿနာဖြစ်နေပြီဒါဆိုရင်ဒီပြဿနာကဘယ်လိုပဲဖြစ်ရမလဲကိုယ်ပဲဖြစ်ရမယ်ဘာလို့လဲဆိုရင်ဘဝဆိုတာဒုက္ခကမိဆွေချဘူးလေမယ်အဲ့ဒီဒုက္ခနေပါအနေနဲ့လာလို့ပြဿနာနဲ့လာတယ်ပြဿနာဆိုတာဖြစ်ရှင်းရမယ်ပု္ပ္ပစာဒီဖြစ်ရှင်းရမယ်ပု္ပ္ပစာကြီးကျွန်တော်ကြားမှာကြံ့ခိုင်ပု္ပ္ပစာဖြစ်နေနိုင်တယ်ဒါမှမဟုတ်အလုပ်စီးပွား occupation နဲ့ business ပု္ပ္ပစာဖြစ်နေနိုင်တယ်တချို့လူတွေထွက်ကကြတော့အလုပ်ရှာမရအောင် တချို့လူတွေအတွက်ကျတော့အလုံးမှာယာတူမတက်ဘူးတချို့လူတွေအတွက်ကျတော့အလုံးမှာဒီအလုံးနဲ့ကိုယ်နဲ့တရားတည်းမကြောက်ဘူးတချို့လူတွေကျတော့အလုတ်ကိုဒီနေရာမှာမလုပ်ချင်ဘူးတခြားနေရာမှာလုပ်ချင်တယ်တခြားနိုင်ငံမှာလုပ်ချင်တယ်ဒါရင်ဖြစ်ဖြစ်မှာစီးပွားရေးမှာလဲလားလို့ပဲတချို့လူတွေတော့လုပ်ငန်းဘယ်လိုစောင့်မလဲမသိဘူးတချို့လူတွေတော့ကျတော့လုပ်ငန်းကိုကြီးအောင်မလုပ်လို့ရမလဲမသိဘူးတချို့လူတွေတော့ကျတော့လုပ်ငန်းကိုဘယ်လိုချင့်အောင်လုပ်ရမလဲမသိဘူးတချို့လူတွေတော့ကျတော့ ကိုမပါဘဲလုပ်ငန်းကိုလည်းပအောင်ဘယ်လိုလုပ်ရမလဲမသိဘူးအဲ့တော့ပြောရမယ်ဆိုရင်လူတစ်ယောက်နဲ့တစ်ယောက်ကြုံတွေ့နေရတဲ့ပုံစံတွေကတစ်ယောက်နဲ့တစ်ယောက်မတူဘူးအဲ့တော့ကိုယ့်ရဲ့ပြည်တနာအဖြေရှာဖို့အတွက်ကို့ပုံမှာပဲမူတည်ရင်အဲ့တော့ဘာလို့ရမလဲဆိုတဲ့အပိုင်းလေးကျွန်တော်ပြပြရမယ်နောက်တစ်ခုကငွေကြီးအဲ့တော့အလုတ်အကိုင်းနဲ့ငွေကြီးမတူဘူးနော်လူအများစုကဒီနှစ်ခုတူတယ်လို့ထင်နေကြတယ်မိတ်ဆွေတွေ့ဘူးမလားမသိဘူးတချို့ CEO တွေတချို့ အလုတ်ထဲမှာဆိုရင်တစ်ဆင့်အများကြီးရရလို့ကျွန်တော်တွေ့ဘူးရေချို့ဆိုတလားတလားဆိုရင်ထောင်ချီရရလို့ကျွန်တော်တွေ့ဘူးရေဒါပေမဲ့ तू ပတ်စံမကြအောင်ညုံချင်မယုံလိမ့်မယ်ဒီဥစ္စာပေါက်လဲဆိုလို့ရှိရင်ကိုကဝင်ငွေတိုးတက်လာတဲ့အမြကျွန်တော်ထွက်ငွေရလဲတိုးတက်လာတယ်ကျွန်တော်တို့ကုမ္ပဏီမှာလုပ်တော့လဲလို့ပဲပတ်စံရတယ်ရရမြအကုန်ကုန်တာပဲတနည်းနည်းရကားတီးဝယ်လို့ရတယ်ဒါပေမဲ့ကုန်တာပဲကုန်တာပဲအဲ့တော့ဒီငွေနဲ့ငွေချေးဆိုတာတေချာစီမံခန့်ခွဲမှာရတာ လုပ်ငန်းရှင်တွေမှလည်းအလားတူပဲတချို့လုပ်ငန်းတွေဆိုရင်လုံတော့လုံနေရပဲပတ်စံကြံလားဆိုလို့ရှိရင်မကြံဘူးဘာလို့လဲဆိုရင်ဒီငွေကိုစီမံခန့်ခွဲတာကလည်းကျွန်တော်အကန့်တကန့်ငွေစီမံခန့်ခွဲလည်းကန်ကန်တချို့တွေကြောင့်ကိုယ့်ရဲ့အလုတ်ခွင်မှာအတိမတ်ပြုခံရမှုရတယ်ဒါပေမဲ့ငွေကြေးရဆိုရင်အဆင်မပြေလို့တွေ့ပူလိမ့်မယ်ဥပမာဆိုရင်ဆရာကြီးပီမိုနင်း ဆိုင်ဆရာပီမိုးနေဆိုလို့ရှင်အရန်တော်တယ်ကျွန်တော်လက်တည်ဒါပေမဲ့တူတီငွေကြေးအရာဆိုရင်အခက်ခဲတွေဖြစ်နေရမျိုးတူပေါ်တစ်လျှောက်လုံးမှာကျွန်တော်တို့တူရဲစာရီတခြားလူတွေပြန်ရဲဆောင်းမတွေဖက်ကြည့်လို့ရှင်တည်လိမ့်မယ်အဲ့တော့ငွေကြေးကြေးကလည်းစီမံခန့်ခွဲမှုတစ်ခုပဲကိုယ့်ရဲ့ငွေကိုဘယ်လိုစုမလဲဒီငွေကိုဘယ်လိုပွားမလဲဘယ်လိုထိမ့်သိမ်းမလဲဒါကလည်းကျွန်တော်တို့ရဲ့အရေးကြီးရဲ့ပိုင်းတစ်ပိုင်းပဲဒီပုံစံကိုလည်းကျွန်တော်ဖြည့်ရှင်းရတယ်ကျွန်တော်ပြောမှလည်းအဲ့ဒီပြဿနာရှိခဲ့အဲ့တော့ဒီ ြည်တနာတို့အဖြစ်ရှာရတချို့တို့ကြောင့်ပတ်သက်မရှိဘူးတချို့တို့ကြောင့်တော့ဟိုရှိတာတွေပတ်သက်အောင်ဘယ်လိုပေါ်မလဲမသိဘူးတချို့ကြောင့်ဒီပတ်သက်အောင်ဘယ်လိုထိမ့်သိမ်းရမလဲမသိဘူးမပြောက်ပြန်အောင်အဲ့တော့ဒီပု္ပ္ပစာတွေအတွက်ကိုကိုကနေပြီးအဖြစ်ရှာရတယ်နောက်တစ်ခုက love and relationship အချစ်ရင်းနဲ့မိသားစုရင်းအဲ့တော့တချို့လူတွေအတွက်ကကြတော့မိသားစုရေးမှာအဆင်မပြေဘူး။ဥပမာဆိုရင်မိသားစုရေးမှာဆိုရင အကွာနေပြီးရင်ဖွင့်လို့ရရင်လူမရှိဘူးကိုအမြဲတမ်းအမားရှာမဲ့လူပဲအမြဲတမ်းဝေဖန်အပြစ်တင်မဲ့လူပဲကျွန်တော်တို့ supporting ပေးတယ်လက်ခုပ်တီးပေးမယ်ဆိုရယ်စာကျွန်တော်တို့ negative တွေပဲပေးတယ်အဲ့တော့ဒီလိုလူတွေအတွက်ကြောင့်ကျွန်တော်မြင်တာကအချစ်ကအရင်ကြီးကြီးပါလို့ဆိုရင်သူနူးညံ့ညံ့နဲ့အကုန်လုံးကြည်ပေးမယ်လို့မရှိတဲ့အချိန်ကြောင့်တော့ငငယ်ရွယ်ရွယ်နဲ့တခြားလူတွေအချစ်ကိုလိုက်ရှာတာမျိုးလို့ဖြစ်တတ်တယ်ပေါ့နော်ဒီနှစ်ခုတော့ကျွန်တော်ပေါင်းထားလိုက်တယ်ဘာလို့လဲဆိုရင် တချို့လူတွေတော့ကကြတော့အချစ်ရေးတိတ်မလို့ ဘာလို့လဲဆိုရင်အင်အားအရန်သူလူချင်းတဲ့အချစ်အကုန်လုံးပေးနေတဲ့အတွက်ကြောင့်မလို့ပြည်စုံတဲ့အတွက်ကြောင့်မလို့အချစ်ဆိုတာတကူတကလိုက်ချရနေရမဟုတ်တဲ့လူတွေလည်းမရှိဘူးလေမယ်အချစ်နဲ့ပတ်သက်လာပြီဆိုရူးရူးမူးမူးမဟုတ်တချို့လူတွေကြောင့်ရူးရူးမူးမူးဖြစ်တယ်ဘာကြီးกว่าလဲဆိုရင်ဒီအချစ်ရေးမိသားစုကြီးမှလည်းကျွန်တော်တို့ဖြစ်ရှင်ရမယ့်ပုံစံရှိရဗျာဘာလို့လဲဆိုလူတွေကမွေးကလေးကဒီလန်း helpless ness ဆိုတာရှိတယ်။ကလေးတယောက်ကမွေးလာကြတဲ့အကျွန်တော်မှာလိုအင်းနေရှိတယ်ပေါ့နော်။မပြည့်စုံခဲ့တဲ့လိုအင်းနေ။ဒါတွေကိုမိသားစုကလေးရှာဖြစ်မယ်။ဒီ love and relationship ကရှာဖြစ်မယ်။အဲ့တော့ love and relationship မှာလည်းအလားတူပဲ။ကိုကအခြေအနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒီ relationship ပုံစံမျိုးရှာလို့မရတာဖြစ်ဖြစ်မယ်။ရှာလို့ရရင်လည်းထိမ့်သိမ်းလို့မရတာဖြစ်ဖြစ်မယ်။ င်းတင်းလို့ရတဲ့အချိန်ကြောင့်လည်းကျွန်တော်တို့တွားမဲ့လမ်းကြောင်းတွေမတူဒါတွေကိုကျွန်တော်တို့ကညှိနှိုင်းရတာတွေအများကြီးကျွန်တော်ရှိမယ်ဒီပြဿနာတွေကိုလည်းကျွန်တော်တို့ကအဖြစ်ရှားမျိုးရှိမယ်နောက်တစ်ခါကျတော့မိသားစုရေးရမိသားစုရေးရမှာဆိုလို့ရှိရင်ကျွန်တော်တို့ကမိဘတွေရှိမယ်ပြီးလို့ရှိရင်ဒီအခြေရရတွေကလေးတွေရလာပြီဆိုကလေးတွေရှိမယ်ဒီရဲ့အားကလည်းဖြစ်ရှားမှုပြဿနာတစ်ခုဒဲမှာပါဝင်တယ်အခြေမိသားစုရေးရလဲဥပမာဆို Jackie Chan တို့ဘာလို့ကျွန်တော်ကြည့်မယ်ဆိုရင်သူ့အနေနဲ့ ကျမ်းမာကျန်းခိုင်မှာလည်းဆင်ပြေတယ်စီးပွားရေးမှာလည်းဆင်ပြေတယ်ဝေးချေးမှာလည်းဆင်ပြေတယ်သူ့ရဲ့တာသမီတွေနဲ့ပတ်သက်လာပြီဆိုပြဿနာတွေကျွန်တော်တွေ့လိမ့်မယ်။ဘာလို့လဲ။သူဒီဒီပြဿနာကိုဒီတခြားအကန့်မှာအောင်မြင်နိုင်လဲဒီအကန့်မှာအောင်မြင်တာမဟုတ်ဘူး။သူအနေနဲ့တရုတ်မှာဆိုရင်ဘိန်းဘိန်းဖြူမတုံးဖို့ပြီးလို့ရှိရင်ဆေးမတုံးဖို့သူကတကယ့်ကို ambassador လုပ်တယ်။ဒါပေမဲ့တားနေပြီးတော့မှဒီဆေးကြောက်တွေနဲ့မိတယ်။အဲ့တော့ဒီပြဿနာကို ဖြည့်ရှင်းဖို့အတွက်ကြောင့်လည်းတကန့်ကျွန်တော်ဖြစ်လာပြီအဲ့တော့ကျွန်တော်တို့လူတွေဘွားမှာတယောက်နဲ့တယောက်ကြုံတွေ့နေရတဲ့ပြဿနာတွေကမတူဘူးပေါ့နော်အဲ့တော့ကျွန်တော်ဘွားမှာဆိုလို့ရှိရင်ဒီပြဿနာအရန်ကြီးတယ်အထူးသဖြင့်ဆိုလို့ရှိရင်ဒီမိသားစုကြီးရရမှာအဲ့တော့ကိုယ့်ရဲ့အမေကိုယ့်ရဲ့အဖေဒါတွေကိုအဆင်ပြေအောင်စီမံဖို့ဒါတွေကမိတ်ဆွေတို့မှာလည်းဖြည့်ရှင်းရမယ့်ပြဿနာရှိမယ်နောက်တစ်ခုကကြတော့အပေါင်းအသင်းအတိုင်းဝိုင်း friends and social circle ဘောလီလူတယောက်ဖြစ်လာပြီဆိုရင်တယောက်တည်းနေလို့မရအောင် ကျွန်တော်တို့ကတငယ်ချင်းတွေအပေါင်းအသင်းရောင်းရင်းတွေကျွန်တော်ရှိမယ်အဲ့တော့သူတို့ရဲ့အထင်းမြင်သူတို့မှာကျွန်တော်တို့ပေါ်မှာထားတဲ့ expectation တွေကျွန်တော်ရှိမယ်မျှော်မှန်းချက်တွေရှိမယ်အဲ့တော့ဒီ friend and social circle တစ်ခါလေကြာရင်ကိုရှိနေတဲ့အတိုင်းဝိုင်းထဲမှာကိုမနေချင်ဘူးဒီထက်ပိုပြီးမြင့်တဲ့အတိုင်းဝိုင်းကိုတွားချင်တယ်ဒါမှမဟုတ်ကိုနဲ့ပိုပြီးနှလုံးသားချင်းရင်းနေတဲ့အတိုင်းဝိုင်းကိုတွားချင်တယ် friend and social circle ဒီ social circle တွေကိုတွားဖို့အတွက်ဆိုရင်ကိုအနေနဲ့ကိုကြုံတွေ့နေရတဲ့ပြဿနာကိုဖြေရှင်းနိုင်ပြီလားဘာလို့လဲဆိုရင်ကိုလိုချင်ပြီးမရတဲ့ဟာဆိုရင်ဒါဒုက္ခပဲလीနော်ဒီပြဿနာကိုကျွန်တော်ဖြေရှင်းရမယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ ိုးတက်ကြီးပွားရေး Lion Group ပေါ်လို့ဆိုလူတယောက်ဖြစ်လာပြီဆိုရင်ပျော်ရွှင်မှုဆိုတဲ့အကြောင်းရှားတဲ့နေရာမှာကျွန်တော် pleasure လို့ခေါ်တဲ့တည်င်းကတာယာမှုတွေနဲ့ပဲရှားလို့မရအောင်ဘယ်ဟာကနေပျော်ရွှင်မှုလာလို့တိုးတက်မှုကနေလာတယ်တိုးတက်မှုဆိုတဲ့နေရာမှာတိုးတက်မှုကအလကားနေဖြစ်နေဘူးသူကဘာလို့လဲဆိုတကူးတကလှုပ်ဆောင်ရတယ်ဥပမာဆိုရင်ပညာရေးတစ်ခုနားလဲခြင်းတူတကူးတကတွားပြီးမှလီလာရရတယ် လူရှိသူရှိမှစကားထွက်ပြောခြင်းနေဆိုရင်ဂူတကလေ့ကျင့်ရတယ်ကိုစာရေးလိုက်လို့ရှိရင်လူတွေနားလည်ဖို့အတွက်ဆိုရင်တကူတကကျွန်တော်ကလေ့ကျင့်ရတယ်ဘာသာစကားတစ်ခုကိုကျွမ်းကျင်ဖို့အတွက်ဆိုရင်တကူတကလေ့ကျင့်ရတယ်အဲ့တော့ဒီလိုတိုးတက်ကြီးပွားရေးပေါ့နော်ဒီတိုးတက်ရေးကကျွန်တော်တို့ပြောစီရယ်ဒီတိုးတက်ရေးကလည်းကျွန်တော်တို့တော့ကဖြည့်ရှင်ရမယ့်ပြဿနာတစ်ခုဖြစ်ပါတယ်ဒီတိုးတက်ရေးကိုမဖြည့်ရှင်လို့ဆိုလေဒီအကန့်တကန့်ဟာရော့နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့က ဒီ6ခုမှာတပါရာကြရင်သမိုးဝဲကြလို့ပဲကျွန်တော်ဘောအလိုဖြစ်နေတဲ့။အဲ့တော့ဒီပြတနာတွေအဖြစ်ရှာဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ကကိုပြတနာကိုအဖြစ်ရှာနိုင်စွမ်းရှိဖို့လိုပါတယ်။အဲ့တော့ကျွန်တော်အနေနဲ့ advocate လုပ်တဲ့အရာကျွန်တော်မျှဝေပြီးတဲ့အရာတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်လူတွေမမတ်မိတော့အောင်တိုးတက်ပြောင်းလဲလိုက်ပါဒါဒီဒါကိုကျွန်တော်လုံးဝယုံကြည်ရပါဘောလဲဆိုရင်ခုမှမီတာစုနောက်ခံအရင်ကျွန်တော် ကြည့်မယ်ဆိုလို့ရှိရင်အဖေလည်းမရှိဘူးငငယ်လေးကလေးကအာကိုကိုအနေနဲ့ဆိုလို့ရှိရင်အဆောင်နေတာတော့ပဲရှိမယ်ကျန်တဲ့ဟာတွေအကုန်လုံးကဒီအဆောင်နေဖို့အတွက်ကြောင့်တော့လေကိုအနေနဲ့အများကြီး prepare လုပ်ခဲ့ရတယ်ကျွန်တော်တို့ရှိရပါတော့ကိုဘွားကိုရက်တီခဲ့ပြီးတူတောင်လှုပ်ရတဲ့လူတယောက်အတွက်ဆိုလို့ရှိရင်တကယ်တမ်းမြန်မာပြည်လူမျိုးမှဆိုရင်မလွယ်ဘူးအထူးသဖြင့်ကိုကတမအာဇီဝါနဲ့အလုပ်လုပ်မယ်ဆိုရင်မလွယ်ဘူးတော်တော်လေးကိုမလွယ်ဘူးအဲ့တော့ကျွန်တော်အခွင့်အရေးချုပ်မိဆိုဒီအခွင့်အရေးကို ဖန်စီပြီးတော့မှနောက်တစ်ဆင့်သွားနိုင်မှလားလေကျွန်တော်တို့ဘောကအပြောင်းလေးဖြစ်တာဒါကြောင့်မလို့လူအများစုကအာတချို့ရေကြောင့်ကျွန်တော်တို့စာဖတ်ဖို့အတွက်အချိန်အများကြီးချင်မှရှိလိမ့်မယ်ပြီးလို့ရှိရင်ဒီလောက်တိလေ့လာဖို့အချိန်ပေးနိုင်ချင်မှပေးနိုင်လိမ့်မယ်အဲကျွန်တော်အနေနဲ့ကတော့ဒါကိုကျွန်တော် full time ကျွန်တော်အလုပ်လုပ်တယ်ကျွန်တော်လည်းလေ့လာတယ်နေ့တိုင်းအချိန်ကိုတကူးတကပေးပြီးလုပ်ထားတယ်လေ့လာခဲ့တဲ့အရာတချို့ကတခြားလူတွေအတွက်လည်းအကျိုးရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီကနေပြီးဒီ YouTube ကနေပြီးတော့တင်လေမျှဝေပေးခြင်းတယ် ဲ့တော့အရင်တော့ကျွန်တော်ဒီအကုန်လုံး program အနေနဲ့ပဲလုပ်တယ် total online learning ပေါ့နော်တချို့တွေကြတော့ဒီ online course ကို မတက်နိုင်တဲ့လူရှိတယ်အဲ့တော့မတက်နိုင်လဲကျွန်တော်လေ့လာလို့ရအောင်ကျွန်တော်စီစဉ်ထားပေးခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့တီးခတ်ပြီးလေ့လာနိုင်တယ်ဆိုလို့ရှိရင်လေ့လာနိုင်အောင်ကျွန်တော်စီစဉ်ပေးနေပါတယ်အဲ့တော့ပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်ကိုပြတ္တနာကိုဖြေရှာတဲ့နေရာမှာကျွန်တော်တို့က problem နဲ့ solution ကြားထဲမှာဆိုရင်ကျွန်တော်တို့ဘာတွေရှိလဲဆိုရင်၃ခုကျွန်တော်ရှိတယ် ြတနာအဖြေရှာဖို့အတွက်ဆိုရင်သုံးမှုရှိတယ်ကျွန်တော်ကနံပါတ်1ပါလို့တင်ရတယ်တင်တင်ယူရတယ်ဗောနော်ဘလို့တင်လဲကျွန်တော်တို့ကစာဖတ်တယ်နားထောင်မယ်ဗီဒီယိုတွေကြည့်မယ် learning လုပ်မယ် live လုပ်ကြည့်မယ်တင်တယ်တင်တဲ့ချိန်ကြားမှာကျွန်တော်တို့ကမြင်တာဒုတိယတစ်ဆင့်ကမြင်တာပေါ့လေဆိုလူအများဆုံးမြင်ကိုမမြင်ဘူးမွေးခဲ့တဲ့ကကျွန်တော်တို့ရဲ့ starting gain တွေထဲမှာတင်ခဲ့တဲ့အမြင်တိုင်းပဲကျွန်တော်ရှိနေသေးတယ် စာတင်ခန်းတွေကတကယ်တမ်းကျွန်တော်တို့နိုင်ငံဆိုတာကတတိယ third world လို့ခေါ်တယ် developing country ဖွံ့ဖြိုးဆဲနိုင်ငံပေါ့နော်တကယ်ကပားပေါ်မှာကြည့်မယ်ဆိုလို့ရှင်ကျွန်တော် HDI လို့ခေါ်တယ် human development index ဆိုတာရှိတယ်နိုင်ငံတနိုင်ငံရဲ့လူတယောက်ကဘလောက်ထိတိုးတက်ကြီးပွားတိုးတက်နေတယ်လဲဆိုတော့ HDI တော့ကျွန်တော် HDI တော်ညံ့တဲ့နိုင်ငံတွေမှာပါတယ်အဲ့တော့ကျွန်တော် starting gain ထဲမှာရှိတဲ့ဒီအတွေးခွန်နေပဲဘဝရှေ့ဆက်လို့မရအောင်ကျွန်တော်တို့ကတေချာတင်မှရတယ် တင်မှပဲကျွန်တော်တို့ကမြင်မှာဒီလိုမြင်ပြီဆိုရင်ကျွန်တော်တို့ကဘာကြီးသိလာမလဲဆိုရင် mental model စဉ်းစားတတ်လာမယ်လောကကြီးကိုအဓိပ္ပာယ်ဖွင့်လာမန်ကန်လာမယ်เนาะဒီ mental model လွမ်းမိုးနေတဲ့မှာဆိုရင် wall view လို့ခေါ်တဲ့ကဘာကြီးကိုမြင်တဲ့အမြင်တွေကျွန်တော်တို့ပါတယ်တစ်ခါလေကြောင့်လို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့အမြင်ကိုပဲအမှန်ထင်ပြီးတော့မှသွားတာတကယ်တမ်းကျွန်တော်တို့စာရီလည်းမတေချာမှဖတ်ဖို့တေချာလည်းမသိဘူးစဉ်းစားလည်းမစဉ်းစားတတ်ဘူးဒီချိန်မှာဘဝကပုံပြီးတိုင်ပတ်တယ်ဒါကြောင့်မလို့ကျွန်တော်ကတင်ဖို့လိုတယ် သင်ပြီးတော့လို့ရှင်ကျွန်တော်တို့မြင်လာမယ်နားလည်လာမယ် understanding ရှိလာမယ်ပေါ့နော်မြင်လာမယ်ဒါကြောင့်မလို့ကျွန်တော် mental model ဆိုတော့မှကျွန်တော်အများစုမကြောက်ဘူးကြောက်ကျွန်တော်တို့က mental model ဆိုတာကျွန်တော်တို့ဘယ်လိုမျိုးစဉ်းစားလဲဆိုတဲ့စဉ်းစားတဲ့ပုံစံအဲ့တော့စဉ်းစားတဲ့ပုံစံนี่ကျွန်တော်ရဲ့ယုံကြည်မှုတွေပါမယ်ပြီးလို့ရှင်ကဘာယူမြင်တဲ့ world views တွေပါမယ်ကျွန်တော်ရဲ့ experience တွေပါမယ်တွေ့ကြုံတွေပါမယ်ပြီးတန်ဖိုးထားမှုတွေပါမယ်ဒီအမှန်တကယ်ကျွန်တော်တို့ကမြင်လာမယ်လောကကြီးကို တင်မယ်မြင်မယ်ဒီရမှာတစ်ဆင့်ကျွန်တော်ပြင်ရမယ်အရာတွေကျွန်တော်ရှိလာမယ်ဒါကတော့ကျွန်တော် ABCD ဆိုပြီးအတူကောက်ကျွန်တော်လုပ်ထားပေးရယ်နော်အဲ့တော့ပြင်ရမယ်အရာတွေထဲမှာဆိုရင်နံပါတ်1 A ကတော့ကျွန်တော် attitude attitude ဆိုတာစိတ်နေတဲ့ပေါ်တာစိတ်နေတဲ့ပေါ်တော့ကျွန်တော်စပြင်ရမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ behavior behavior ဆိုတာအမှုအကျင့်တွေဒါတွေကိုပြင်ရမယ်ပြီး character character ဆိုကိုဘယ်လိုလဲဆိုတော့ character ပေါ့နော်ကိုယ့်ရဲ့ဇာတ်ရုပ်ဒီ character ကိုကျွန်တော်တို့ပြင်ရမယ် ်ပြီးလို့ရှိရင် destiny ကျွန်တော်တို့ရဲ့ကံကြမ္မာကလည်းတဖြည်းဖြည်းပြောင်းလာမယ်အဲ့တော့ကျွန်တော်တို့ကဝိတ္တတာလက္ခဏာတွေဖြစ်တဲ့ character တွေပြောင်းမယ်ပြီးလို့ရှိရင်ကျွန်တော် behavior တွေပြောင်းမယ် attitude action တွေပြောင်းမယ်ဆိုလို့ရှိရင်ဒါဘဝတဖြည်းဖြည်းကိုယ့်ရဲ့ပြတ်တနာအဖြေရှာဖို့တော့အကောင်းဆုံးဖြစ်လာမယ်ကိုယ့်ရဲ့ problem ကို solution လုပ်လို့ရလာမယ်ဒါကြောင့်မို့ Einstein ကဘာပြောလဲဆိုရင်ကိုယ့်ပြတ်တနာဖန်တီးခဲ့တဲ့ပုံစံအတိုင်းပဲအဲ့ဒီ intelligent level နဲ့အဲ့ဒီပြတ်တနာတော့ဖြေရှင်းလို့မရအောင်ကျွန်တော်နောက်တစ်ဆင့်မြင်ပါရမယ် ပြောချင်တာကျွန်တော် landing လုပ်မှရမယ် landing လုပ်မှကျွန်တော်ရဲ့ဘဝမှာနောက်တစ်ဆင့်ရောက်ချင်လေလေပြဿနာအစ်တစ်တွေဖြစ်ရှင်းရလေလေပဲမိတ်ဆွေចောင်းတက်တော့လို့ပေါ့တတန်းမှာမိခဲ့တဲ့မိကုန်းနှစ်တန်းမှာမိခဲ့တဲ့မိကုန်းမတူအတန်းတက်သွားလေလေပြဿနာပိုခက်လာလေလေပြဿနာပိုခက်လာလေလေကျွန်တော် landing လုပ်မှပဲဒီပြဿနာအစ်တစ်တွေကိုတင်ယူဖြစ်ရှင်းနိုင်မှာဖြစ်လေလေပဲဒါကြောင့်မလို့ landing ရဲ့ grow ကတော်တော်လေးအရေးကြီးပါတယ်အဲ့တော့ဒီ video လေးကိုကျွန်တော်ပြန်ပြီးချုံရမယ်ဆိုလို့ရှိရင်ကျွန်တော်ဘဝမှာ ကိုကိုကိုပဲအားကိုးရမှာဒါကြောင့်မလို့အရေးအကြီးဆုံးကျွမ်းကျင်မှုဒီကိုပြတနာကိုဖြေရှာကိုပြတနာကိုဖြေရှာတဲ့နေရာမှာကိုရဲ့ report ကဒီ6ခုကိုကျွန်တော်တခြားသိရမယ်ပြတနာတွေဖြေရှာတဲ့နေရာမှာတင်တင်ယူပါနေ့စဉ်တင်ယူပါဒါအောင်ကျွန်တော် life long learning လို့ခေါ်တယ်ဘဝတလျှောက်တင်ယူခြင်းပေါ့နော် life long learning ကျွန်တော်လုပ်ရမယ်ပြီးလို့ရှိရင်မြင်ပါလောကကြီးကိုမြင်ကြည့်တခြားလူတွေလူအများစုတာမန်စာမဖတ်ပညာမတတ်အလုံးဝဘောနော် အဖြစ်ပဲတင်အဖြစ်မရှာတဲ့လူတွေနဲ့တွားပြီးတော့မှတူညီအောင်မနေနဲ့မြင်ကြည့်ပြီးဝါချင်းဘဝအောင်ပြင်ကြည့်ဒီသုံးခုလုပ်မယ်တင်တယ်မြင်မယ်ပြင်မယ်ဆိုလို့ရှိရင်တော့ကိုဘဝတိုးတက်ပြောင်းလဲလာမယ်လို့ကျွန်တော်ယူဆပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ရောဒီဗီဒီယိုလေးမှာကိုတက်အကျိုးရှိဆုံးအချက်ချက်ဆိုရင်ဘာလို့ဖြစ်မလဲ comment မှာရေးခဲ့လို့ရရေးခဲ့ပြီးပါအောင်ကျွန်တော်ရှင်မှာတော့ program တုံးခုရှိရဲဒါကတော့ကျွန်တော်ဗီဒီယိုနောက်ဆုံးနိုင်မှလည်းကျွန်တော်ပြပြနေရပါတော့ personal development အတွက်ဆိုလို့ရှိရင်တိုးတက် Facebook page မှာ master of flow ဆိုတာရှိရဲ personal development အတွက်ဆိုလို့ရှိရင် support marketing မှာ support marketing ရှိရယ်ပြီးတော့လို့ရှိရင် business development အတွက်ဆိုရင် campaign page မှာကျွန်တော်တို့ mini mb ဆိုတာရှိပါတယ်အဲ့တော့တကယ်လို့ mystery ရ landing ကို serious ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ program တွေမှာပြန်လည်ဆုံးတွေ့လို့ရပါတယ် mystery အတွက်အကျိုးရှိဆုံးတစ်ချက်ကို comment မှာရေးခဲ့လို့ရပါတယ်တကယ်လို့ဒီ video လေးကိုတခြား mystery တွေနဲ့မျှဝေပေးခြင်းနဲ့ဆိုလို့ရှိရင်လည်းလိုလဆောင်မျှဝေပေးနိုင်ပါတယ်တကယ်လို့ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း youtube channel မှာ subscribe လုပ်ထားလို့ရပါတယ်အားလုံးမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ